လင်းမြန်ကြီးသည်တည်ငြိမ်စွာဆက်လက်ပြန်တန်းသွားလျက်ရှိ၏လင်းမြန်ပြန်တန်းသွားလျက်ရှိသော အမြင့်မှာ မြေပြင်မှ ပေ2000သို့မဟုတ်၄မိုင်အမြင့်တွင်ဖြစ်၏ကြေ၍ထိုချိန်ကသာမြေပြင်တွင် မြူနှင်းများနှင့်မဖုံးနေလျင်ကြိုကြားကြိုကြားရှိသော ရွာငယ်အချို့မှမြေရောင်များကိုမြင်တွေ့နေရမည်ဖြစ်၏အခုမူဘာမှမမြင်နိုင်ဘဝဝင်တစ်ခုလုံးပိတ်ပိတ်မှောင်လျက်ရှိ၏ ကျမတို့ဘယ်လိုလုပ်ကြမလဲဒေါက်တာခေတ္တဆင်ငိမ့်နေသောပဝန်းကျင်ကို ဖြည့်ဆည်း၍ဂျင်းနဲ့ဤအသံပေါ်လာခြင်းဖြစ်၏ဦးလေမင်းတို့ဒီမေးခွန်းမေးနေနေတာကပတိန်ချင်းဒီဘယ်လိုလဲသူကွင်းမရောက်ခင်ပြန်တရိရနိုင်မလားဦးဘာမှမပြောနိုင်သေးဘူးမိန်းကလေးရဲ့ဦးနားလေတလောက်ကတော့ဒီလူတွေသူတို့ခံနေရတဲ့အစိတ်အသင်ဝေဒနာရဲ့အမြင့်ဆုံးအဆင့်ကိုတော့မရောက်သေးဘူး စိတ်ကစတတ်တုံရှိသေးတယ်။တတိပြန်ရဖို့မပြောနဲ့သူတို့အသက်ရှင်မယ်မရှင်ဘူးဆိုတာတော့ပြောလို့မရသေးဘူး။အားလုံးကအချိန်မီကွင်းပြန်ရောက်နိုင်တဲ့အပေါ်မှာတည်နေတာ။ဦးကဒီလူနာတွေကိုဒီလင်းမြန်ကြီးပေါ်မှာဘာမှကုပေးနိုင်တာမဟုတ်ဘူး။ရှေးဦးသူနာမျိုးသဘောလောက်လှုပ်ပေးနိုင်တာ။သူတို့ကိုအချိန်မီစေးုံပို့ပေးနိုင်သူတို့အသက်ရှင်နိုင်မှာပဲ။ ေါက်တာဘိတ်သည်တပင်းရှည်ကြီးတစ်ချက်ချလိုက်မင်းတို့တခုမေးပြရစီဦးဒီလင်ပေါ်မှာခကြီးတွေဘယ်နှယောက်ပါတယ်56ယောက်ဒီ56ယောက်ထဲမှာလင်မြန်မောင်းတတ်တဲ့သူတယောက်မှမပါဘူးလားကျင်းနေသည် ခီးတဲ့စင်းကိုယူ၍တူးချင်းအမိကိုစစ်စစ်ကြည့်ရှုလိုက် လေချောင်းကုမ္ပဏီမှာအလုပ်လုပ်တယ်ဆိုတဲ့လူတော်တယောက်မှမပါဘူးဒါပေမဲ့လိုင်းမေးကြည့်ရင်တော့မသိဘူးကဲဒါဖြင့်မင်းတယောက်ချင်းလိုင်းမေးကြည့်ပါလားခုဒီလေးမြန်ပေါ်မှာငါဟင်းစားမိတဲ့သူကဘယ်နှယောက်ရှိလဲ15ယောက်လောက်ရှိမယ်ဒါပေမဲ့လူတိုင်းအစိမ့်မတင်ကြသေးဘူးထားလိုက်တော့ဒီ15ယောက်လုံးကိုဖယ်ပြီးကြံတဲ့လူတွေကိုလိုက်မေးကြည့်ပါအဲတခုတော့ရှိတယ်နော် ကပတိန်အခုလိုအစာစိတ်သိမ့်ပြီးမေ့နေတဲ့အဖြစ်ကိုဘသူကမှမသိစေနဲ့တော်တော်ကြာတယောက်တစ်ပေါက်နဲ့ခီးတယ်တွေအားလုံးသိကုန်ရင် လေးမြန်တစည်းလုံးကြောက်ကြောက်လန့်လန့်နဲ့ထိမရဖြစ်ကုန်မယ်ဒီလိုဒီလိုလုပ်ပါလားဒုလေမှုအစိတ်သိမ့်တဲ့အဖြစ်ကိုတော့သူတို့တစုံတစသိနေကြပြီပဲမင်းဟိုကပတိန်ကသူ့ကိုရေဒီယိုစကားပြောဆက်ဝိုင်းကူပြောပေးဖို့လေးမြန်မောင်းမှုတဲ့လူတယောက်လိုက်ရှာခိုင်းလို့လိုက်ရှာတဲ့သဘောမျိုးပြောတယောက်ချင်းကိုကြားယုံတိုးတိုးမေး တူးတူးပြောခုချိန်မှာတူအားလုံးအသက်ရှင်ကြီးဟာအဲ့ဒီလူကိုရှာတွေ့နိုင်မတွေ့နိုင်ပုံမှာတည်နေပြီမင်းသွားရှာပြီးတော့ဟုတ်ကဲ့ဂျန်နဗစ်စင်ဒီပေါ်ပါသွားဆရာကြီးဘိတ်နီမှထွက်ခွာသွားကြီးဟေးဟေးနေုံနေုံဂျန်နဗစ်စင်စက္ကန့်တကားဝါသူရောက်ရင်ဒေါက်တာဘိတ်ဒီရုတ်တရက်လှမ်းអော်လိုက်ဦးအခုမှတရေရတယ် ဥပိ္ပမထိုင်တဲ့တငယ်မင်းမှတ်မိမလားမသိဘူး။လေမြန်ထွက်ကနေမှရောက်လာတဲ့တငယ်။ဟုတ်ကဲ့မှတ်မိတယ်။မစ္စတာစပင်ဇာမလား။အေးဟုတ်တယ်။ဂျော့စပင်ဇာသူ့အရင်သွားခေါ်သူကအရင်တော့ကလေမြန်မောင်းမှုတယ်လို့ဥကိုခီးထွက်စာပြောမှုတယ်။ဒါပေမဲ့သူ့လေရေဒီယိုစကားပြောစက်ကူပြောပေးဖို့ခေါ်တဲ့သဘောထက်ဘာမှပုံမပြောလိုက်နဲ့နော်။ဟုတ်ကဲ့ဂျန်နဖစ်စင်ဒီဂျော့စပင်ဇာရှိရသူတန်းထွက်သွား၏။ ဒေါက်တာဘိတ်သည်ဂျန်နဲ့ထွက်သွားသည်နှင့်ကပ္ပတိန်ဘေးတွင်ဒူးထောက်ထိုင်ချပြီးကပ္ပတိန်အချင်းတို့ထမှန်စမ်းသက်စစ်ဆေးကြည့်ရှုလိုက်။တမနစ်ခန့်အတွင်းမှာပင်ဂျော့စ်ပန်ဇာစက္ကန်တကားကိုတွန်းဖွင့်ဝင်လာခဲ့၏။ဒေါက်တာဘိတ်သည်ချက်ချင်းပင်ကပ္ပတိန်ဘေးတွင်ဒူးထောက်ထိုင်နေရမှပြန်ထပြီးစက္ကန်တကားကိုသွားပြန်ပိတ်လိုက်၏။ကပ္ပတိန်ကရေဒီယိုစကားပြောဆက်ကူပြောပေးဖို့ကျွန်တော်ကိုခေါ်တယ်ဆို။ ဟုတ်ပါတယ်။ gain မောင်ရှိတ်တက်လာခဲ့။ကျွန်တော်ကမပြောတာကြာလာပြီ။ဒီနေ့ရေဒီယိုလိုင်းကဆက်သွယ်နည်းစနစ်တွေကိုလည်းသိတာမဟုတ်ဘူး။ဖြစ်ပါမလားမသိဘူး။ gain ပါလာမသာလာစမ်းပါ။ဒေါက်တာဘိတ်ဒီဂျော့စပန်သာအိုလေမှုနှစ်ဦးလဲနေသည့်အနည်းသို့ခေါ်သွား၏။ဂျော့စပန်သာဒီလဲနေသောလေမှုနှစ်ဦးကိုမြင်လင်ဦးဒါလေမှုတွေမဟုတ်ပါဘူးနော်။ ဟုတ်တယ်။ဘာ?ဟုတ်တယ်။နှစ်ယောက်စလုံးလား။ဟုတ်တယ်။နှစ်ယောက်စလုံး။ဒါဖြစ်အဲ့ဒီအတွက်မောင်ကိုခေါ်တာပဲ။မောင်လင်းမြန်မောင်းမှုတယ်မဟုတ်လား။ဟုတ်ကဲ့။စစ်တွင်းတုန်းကကြာလာပြီ။ဘလောက်ကြာကြာမတတ်နိုင်ဘူး။ခုကပတိန်ရောဒုလင်းရင်မှုရောမောင်မြင်တဲ့အတိုင်းအစာအစိတ်သိမ့်လို့လဲနေကြပြီ။မောင်ဒီလင်းမြန်ကို Vancouver လေးစေးရောက်တဲ့အထိမောင်းမီတော့အာမဖြစ်နိုင်ဘူးဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးအကုန်သေးကုန်လိမ့်မယ်မောင်စစ်တုံးကလင်းမြန်မောင်းမှုတယ်ဆိုဟုတ်တယ်ကြာပြီပဲစစ်ပြီးတဲ့73နှစ်လုံးလုံးရှိပြီမဟုတ်လားစစ်ပြီးကလေးကကျွန်တော်တခါမှလင်းမြန်ပေါ်ပြန်မတက်တော့ဘူးနောက်ကျွန်တော်မောင်းခဲ့ရတာတိုက်လင်းမြန် Spitfire ငငယ်လေးဒီလင်းမြန်ကြီးရဲ့ရှစ်ပုံတစ်ပုံလောက်ရှိတယ် စက်ကလည်းတစ်လုံးနဲ့ဒီလေးမြန်လေးလုံးရှိတာကျွန်တော်မောင်းမှုတဲ့လေးမြန်နဲ့ဒီလေးမြန်နဲ့ကပြန်သန်းမှုသဘောချင်းလုံးဝတူတာမဟုတ်ဘူးဦးရဲ့ဂျော့စပန်သာလက်ဖျားလေးမြန်မှာတုံ့ရွေ့နေထို့ကြောင့်သူသည်သူ့လက်ကိုမသိမသာ ကုတ်အင်းကြီးအတွင်သို့ထည့်လိုက် secret ဘူးကိုစမ်းမိရတာဖြစ်၏သူသည်ချက်ချင်းပင် secret ဘူးကိုထုတ်၍ secret တလေးကို အိမ်တွေမပြတ်မင်းကြီးတောက်လိုက်မောင်ကြီးစမ်းပါအောင်လားမဖြစ်ကိုမဖြစ်ဘူးဥယေဘာနဲ့တူတယ်လဲဆိုရင်ပြန်ကားလို့ကားပပော့လေးကိုပဲမောင်းတက်တဲ့သူ16ဘိန်းတဲ့ကုန်တင်ကားအကြီးကြီးလူသွားလူလာအင်မတန်ရှုပ်တဲ့လမ်းထဲမှာအပြင်းမောင်းခိုင်းတယ်လို့ပဲဖြစ်နေမယ်အန်ဒီအသိများလွန်ပါတယ်ဥယေတခြားနေစဉ်းစားကြည့်ပါဦးအေးလေမမမောင်းနေဦးဆိုရင်လည်းမမောင်းနိုင်ဦးမို့ဦးလေမေဦး တခြားမောင်းတက်တဲ့သူများရှိ ਉ မလားလို့ခီးသည်တွေထဲမှာသွားမေးခိုင်းတာတယ်တယောက်ရှိသေးရင်တော့မောင်းမမောင်းနဲ့ဗောထိုချိန်၌ပင်စက်ခန်းဖွင့်တန်ကြပြီလေမန်ဂျင်နီဗင်ဆင်ဝင်ရလာ၏ဒေါက်တာတယောက်မှမရှိဘူးဂိုင်မောင်းမမောင်းခြင်းမောင်းခြင်းမောင်းကြိုက်တယ်လို့သာမောင်းပြီတော့ကျုပ်ကလည်းဈေးပဲကုတက်တယ် ဒီလင်းမြန်တစည်းလုံးမှာကြမ်းကြမ်းမမာတွေကလင်းမြန်ကြောင့်နားလေတာမောင်တယောက်ပဲရှိတယ်မောင်မမောင်းရင်ကျုပ်တို့အားလုံးလင်းမြန်ကြီးဓာတ်စီကုန်းတဲ့အချိန်ကျတော့အတူတူစုပြီးတော့အသေးခံကြုံပဲရှိတော့တယ်မောင်သဘောပဲဂျော့စပန်လာဒီအလွန်စိတ်ညစ်၍သွားရန်ရှိ၏သူ့နဖူးတွင်လည်းချွေးများဆိုးလျက်ရှိ၏ဦးဒီလင်းမူးနှစ်ယောက်ကိုအချိန်မီသတိပြန်ရအောင်မလုပ်ပေးနိုင်ဘူးလား မနိုင်လို့မောင်းကိုပြောနေတာပေါ့ဒီလူနှစ်ယောက်ချက်ချင်းလင်းမြန်မောင်းနိုင်အောင်မပြောနဲ့အသက်ရှင်နိုင်မယ်မရှင်နိုင်ဘူးဆိုတာတော့အတိအကျပြောလို့မရဘူးချိန်မီဆေးရုံပုတ်နိုင်တဲ့စီမှာတီးနေတယ်ဂိုင်းဒါဖြစ်လေကျွန်တော်မောင်းမယ် ဂျော့စပန်သာသည်လေသူရဲထိုင်ခုံများရှိရသို့ရွှေ့သွား၏ဒေါက်တာဘိတ်ကသူ့နောက်မှလိုက်သွား၏သူသည်ဘေးပရင်ပေါက်မှမြေပြင်သို့လှမ်းကြည့်လိုက်ကြေရောင်များကြောင့်အယောင်တလက်လက်နဲ့ရှိသော သမုတ်တရားရေပြင်ကြီးကိုရေးရေးမြင်လိုက်ရ၏ချက်ချင်းပင်ပစိဘိတ်သမုတ်တရားပေါ်တွင် လေးမြန်ကြီးဖြတ်ကျော်ပြန်တန်းစေဖြစ်မည်ဟုသူတွေးလိုက်မိသူသည်ကပတိန်ထိုင်ခုံဖြစ်သော ဘယ်ဘက်ထံကိုတွင်ဝင်ထိုင်လိုက်။ gain ဒေါက်တာဒေါက်တာလိုတန်းကျွန်တော်စာမောင်းတော်မယ်။ဒေါက်တာယုံကြည်တဲ့ဖခင်ဘယ်နှစုရှိတယ်လဲ။ဖြစ်နိုင် အခုချိန်ရစပြီးဖခင်အတိုင်းစီမှာသာဆူတောင်းပြီတော့။မောင်းကအခုလူမျိုးချိန်ထဲမှာတော့ဟာသညာရွှင်တုံးမဲကိုအူလုံးပြုံးလိုက်ကြ။ဒါတဲ့ဥခီးတွေတွေကိုဘယ်လိုပြောပြမယ်စိတ်ကူးထားလဲ။ ခုချိန်မှာတော့ဘာမှမပြောသေးဘူးလုံးဝဘာမှအသိမပေးပဲထားမယ်လို့စိတ်ကူးထားတယ်ကောင်းတယ်ဒါအကောင်းဆုံးပဲသူဒီသူ့ရှိတွင်ရှိနေသောလေမြန်ဆက်အချိန်ပြတိုင်ခွက်များကိုတစ်ခုချင်းလိုက်ကြည့်လိုက်လေတရဲမျက်စိရှိတဲ့တဲ့တွင်ရှိတိုင်ခွက်များမှာလေမြန်ပြန်တမ်းမှုဆိုင်ရာတိုင်ခွက်များဖြစ်ရရှိ၏မှန်သည်အမြင့်ပြတိုင်ခွက်ကိုကြည့်ပြီးသူတို့ယခုပြန်တမ်းလျက်ရှိသောအမြင့်မှာ ပေ2000ရှိသည်ကိုချက်ချင်းသူသိလိုက်။နောက်အိမ်မြောင်ညွန်း290ဒီဂရီမြန်နှုန်း210မိုင်။လေရင်စားအားထိမောင်းတဲ့ပန်ကာအားထိမောင်းတဲ့ဓာတ်စီထိန်လက်တံသူသည်တခုချင်းအားလုံးထောက်ကြည့်ပြီးစက္ကန့်အတွင်းပင်ဤဒိုင်ခွက်တခုချင်းစီအလုံများကိုပြန်တရိရလာသလိုရှိ။ဘယ်လိုလဲမောင်းမောင်းနိုင်တယ်နော်။ ဘယ်ပြောနိုင်အောင်မလဲစမ်းကြည့်ရအောင်မပေါ့ဦးကျွန်တော်တသက်မှာတခါမှအခုလိုလေတရဲစက္ကန်းမျိုးတွေဝင်မထိုင်ဘူးဒါတက်ကျွန်တော်တို့အခုဘယ်ရောက်နေရလဲဘယ်လေရင်ကွင်းကိုဥတီနေလဲတောင်မသိဘူးစောစောကကပတိန်ပြောတော့ရော့ကီတောင်တန်းကို ဖြတ်နေတယ်လို့ပြောတာပဲလေရင်ဥကလည်းဘဲမှမလှည့်ရသေးဘူးဗန်ကူးဗားကိုပဲဥတီထားပါတယ်မြေပြင်မှာတော့နှင်းမြူတွေဖုံးနေတယ်လို့ပြောပါတယ် ။အိုးဒါကြောင့်ကိုမြေပြင်လှမ်းကြည့်တော့အဖြူအောင်လှိုင်းနေမြင်နေရတာ။ကျွန်တော်ကအဖြူအောင်လှိုင်းနေပဲမြင်နေလို့ပစိဖိတ်ပေါ်မှာဖြတ်နေတုန်းလားလို့။နေယုံပထမဆုံးလှုပ်ဖို့ကရေဒီယိုစကားပြောခွက်ကဘယ်မှလဲ။စကားပြောရင်ဘယ်ခလုတ်ကိုနှိပ်ရလဲ။ကျင်းနေသည်ရှေ့တိုးလာ၍ရေဒီယိုစကားပြောခွက်ကိုကောက်ယူပြီးရင်ပြောဒီမှာရှင့်ဒီမှာရေဒီယိုစကားပြောခွက် မျောစင်ကိုလှမ်းပြောတဲ့အခါ ဟောဒီနာကခလုတ်တွေဖွင့်ပြီးပြောတာပဲကျမဘယ်လိုပြောရမှန်းတော့မသိဘူးဂျော့စ်ဘန်သာဒီဂျန်နက်ပြရာသူလမ်းကြည့်လိုက်ဩဒါကရေဒီယိုလိုင်းရွေးတဲ့ခလုတ်ပါ ကိစ္စမရှိဘူးဒီခလုတ်ကိုကင်ဖို့မလိုသေးဘူးပထမဆုံးကပတိန်ထားခဲ့တဲ့လေလိုင်းတိုင်းအစမ်းဆက်သွယ်ကြည့်အောင်ဩဒါထက် ကျွန်တော်ဒုလေမှုထိုင်ကုန်မှာထိုင်ပြီးနင်းနေပါပါကူလုတ်ပေးဖို့လူတယောက်တော့လိုလိမ့်မယ် ဓမ္မခမရဒီဘက်ထိုင်ကုန်မှာဝင်ထိုင်နေပါလားဟုတ်သားပဲကျနဲ့မင်းဒုလေမှုထိုင်ကုန်မှာဝင်ထိုင်နေပါလားဒေါက်တာဘိတ်ကဂျော့စ်ဘန်ဒါစကားကိုထောက်ခံလိုက်ကျမဘာမှနားလေတာမှမဟုတ်ပဲကိစ္စမရှိပါဘူးထိုင်သာဝင်ထိုင်ကျွန်တော်လှုပ်ဆိုတာကိုကုလှုပ်ပေးရုံပဲလေမဲဂျန်နက်ဖစ်စင်ဒီစက်ငင်းမနေတော့ပဲဒုလေမှုထိုင်ကုန်တွင်အသာဝင်ထိုင်လိုက် ိုချိန်၌ခီးတယ်များအခန်းဘက်မှလေမင်ခေါ်သည့်ခေါင်းလောင်းတန်လေမြည်လာ၏ဂိုင်းမောင်တို့နှစ်ယောက်ကြည်သာလှုပ်ကြပြီတော့ဦးခီးတယ်လူနာတွေစီပြန်သွားအောင်မယ်ဂျနက်မင်းဒီမှာပဲနေဦးလေမင်တောင်းဝန်တွေပါလှုပ်ပေးပါမယ်ဒေါက်တာဘိတ်သည်ခီးတယ်များအခန်းသို့ထွက်သွား၏ဒါတဲ့ခမည်းနာမည်ကပါဂျနက် ကိုင်းဂျင်းနဲ့ကျောက်တို့နှစ်ယောက်ဆက်လုပ်ရမယ့်အလုပ်ကမလွယ်ဘူး။ခမရစိတ်အေးအေးထားပြီးကျွန်တော်ခိုင်းတာကိုသာလုပ်မပြနဲ့။လင်းမြန်မောင်းတဲ့အလုပ်ကပြာလို့မရဘူး။ကဲကျွန်တော်ဒီလင်းမြန်ကြီးအန်ဒီရဲ့တွေ့နေပြီဆိုတဲ့အကြောင်းစသတင်းပို့မှာ။ဒီလင်းမြန်ရေဒီယိုအခေါ်ကလင်းမြန်ခွန်1လေး just spend ada di စကားပြုတ်ကွက်မှာခလုတ်အနီလေးကိုနှိပ်၍ မေဒီ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 ဆိုဒီမှာလင်းမြန်များသေလောက်သည့်အရေးပေါ်အနေ တွေ့ကြုံချိန်၌ရေဒီယိုလိုက်မှအတန်လွှင့်ရသည့်ကဘာသုံးအချက်ပြဖြစ်၏ကျော့စပန်စာသည်ဤအချက်ပြကိုတော့ဘယ်အခါမှမေ့မီမဟုတ်ပါဤအချက်ပြစကားကိုစစ်တွဲရတစ်ချိန်អော်ခဲ့ရဘူး၏ဒိုချေရသူမောင်းနေသည့် Spitfire တိုက်လေမြန်မှာပြင်သစ်နိုင်ငံပေါ်၌တိုက်ပွဲဝင်ပြန်တန်းနေစဉ် ရန်သူစက်အမြောက်မှန်ပြီးလေးမြန်အမိပိုင်းတစ်ခုလို့ကြေမွိုက်သွားဤတို့ချိန်၌သူမေရီအချိန်ချိန်អော်ခဲ့ရသည်မေရီကြောင့်ပင်သူ့ကိုគੁੰញីပေးမိဟာရီဂိတ်တိုက်လေးမြန်နစီအချိန်မီပေါ်လာပြီးသူအသက်ရှင်ခဲ့ဤသူမေရီကိုဘတော်မှမမေကျွန်တော်လေးမြန်ခွန်တက်လေးပါအရေးပေါ်အန်ရတွေ့နေပါတယ်အတန်ကြာသည့်မျိုးစင်မှပြန်ထူးကြပါဒါပဲ သူ့အတန်လွှင့်ချက်ဆုံးသည်နှင့်ပင်လိန်မြန်ခွန်တစ်လီဗန်ကူးဗားမျော်စင်ကပြန်ထူးနေတယ်ခမားတို့ဘယ်လိုဖြစ်နေကြလဲကျွန်တော်တို့တစ်ချိန်လုံးလှမ်းခေါ်နေတာပြန်မထူးလို့စိတ်ပူနေတာဆက်သတင်းဖို့ပါဒါပဲဗန်ကူးဗားမျော်စင်ကျေးဇူးပဲဗျာကျွန်တော်တို့ခွန်တစ်လီမှာအကြီးကျယ်အန္တရာယ်တစ်ခုနဲ့ကြုံတွေ့နေရပါတယ်လေတရဲနှစ်ယောက်စလုံးအစာအဆင့်သိပ်ပြီးသတိမေ့နေကြပါတယ်ကျွန်တော်တို့အပေါ်မှာပါတဲ့ခကြီးတဲ့ဟေးဂျက်နဲ့ဘယ်နှစ်ယောက်လဲ၅ယောက် ဒါလွန်ခဲ့တဲ့9မိနစ်လောက်ကပြောတာနော်အခုဓာတ်ထပ်ပုံနိုင်တယ်အဲခီးတယ်9ရောက်တဲ့မနေ့လေအစာအစိတ်တင်ထားတယ်ကျွန်တော်တို့လေးမြန်ပေါ်မှာခီးတယ်ဆရာဝန်တယောက်ပါလာတယ်ဒီဆရာဝန်အဆိုရလေတရဲနှစ်ဦးလုံးအချိန်မီပြန်တရီရပြီးလေးမြန်မောင်းနိုင်မဲ့အခြေအနေမရှိဘူးလေတရဲနှစ်ဦးလုံးရောအခြားအစိတ်တင်နေတဲ့ခီးတယ်တွေရောဆေးရုံကိုအချိန်မီမပို့နိုင်အသက်အန္တရာယ်အတွက်စိုးရိမ်ရတယ်လို့ပြောတယ်ခမရဒီထိအမှတ်လို့ရပါတယ်နော်ရပါတယ်ဆက်တာပို့ပါ ဂျော့စပန်ကသည်သက်ပြင်းတစ်ချက်ကိုရှူလိုက်ထို့နောက်မှဆက်ပြီးအဲနောက်ဖြစ်တာတွေတော့ခမားတို့အတွက်ပူစိတ်ဝင်စားစရာဖြစ်မလားမသိဘူးကျွန်တော်နာမည်ကဂျော့စပန်စာပါဒီလင်းမြန်ခွန်တစ်လေးနဲ့လိုက်ခဲ့တဲ့ခီးတဲ့တူပါအခုကျွန်တော်ဒီလေမူးဖြစ်နေပြီခမားတို့အကြောင်းကြားကျင်တာကကျွန်တော်နိုင်တထောင်ကျော် လောက်လေမြန်မောင်းမှုတယ်ဒါပေမဲ့ဆက်တလုံးတက်တိုက်လေရင်နေကြီးပဲစစ်အတွင်းတော့မောင်းခဲ့တာ ခုလုံးဝလေးမြန်မပြန်မတက်ဘူးလား73နှစ်ရှိပြီခမားတို့ဒီလေးမြန်ကိုမောင်းတက်တဲ့လေမှုတယောက်လောက်အမြန်ဆုံးရှာပြီကျွန်တော်ဒီလေးမြန်ဘလို့မောင်းရတယ်ဆိုတာပြောပြခိုင်းပါဒါပဲတဖက်မှာအသံမှာခိတ္တစိတ်ငြိမ်ကြီးသွားဤဘာမှပြန်ထူးတယ်မကြရလေးမြန်ခွန်းတက်လေးဖင်ကူဘာမျောစင်ကပြန်ပြောနေတယ်ခမားတရင်ပိုးချက်အားလုံးရတယ်ကျွန်တော်တို့သက်ဆိုင်ရအောင်အခုအကြောင်းကြားလိုက်မယ်ခိတ္တစောင့်နေပါ ဒါပဲဗီဒီယိုလှိုင်းမှအသံများမှစိတ်ငြိမ်ရေးသွားပြန်၏ဂျော့စပန်စာသည် သူ့လက်ထက်မှ စကားပြောခွက်ကိုပြန်ချ၍ထားလိုက်၏ဂိုင်းဂျန်နက်ကျုပ်တို့အပိုင်းကဆောင်းရွက်ရမယ့်တာဝန်ပိုင်းတစ်ခုတော့ပြီးသွားပြီသူတို့စီကပြန်မဲ့စကားကိုစောင့်နေုံပဲရှိတော့တယ်သူသည်သူ့ရှေ့ရှိအော်တိုပိုင်လော့စက်ထင်း၍လှုပ်ရှားလျက်ရှိသောလေယာဉ်အထင်းလက်တံများကို စူးစိုက်ကြည့်လိုက်မိတို့အထိန်လက်တံများကိုကြည့်ရင်စစ်တွင်းတို့ကလေတရေဘွားကိုသတိရမိတယ်လို့လည်းရှိတကယ်တော့သူဒီတစ်ချိန်ကလင်းမြန်မောင်းနေသည့်အလုပ်ကိုအလွန်ကျွမ်းကျင်ခဲ့ဘူးသူဖြစ်၏သူ့နာမည်မှာသူ့လေဒါစခန်းတစ်ခုလုံးတွင်အကျော်ကြားဆုံးဖြစ်၏သုံးချိန်တိုင်းတိုင်းအသက်ဘေးမှတည်တည်လေးလွတ်ပြီးစခန်းရောက်အောင် ပြန်လာခဲ့ဘူး၏သို့သောဤပညာမှာ သူ့အဖို့ မေ့သလောက်ရှိနေလိမ့်ပြီ။တစ်ချိန်တည်းတွင်တူးထဲထိုင်ရရသော Spitfire ၄မြန်အခန်းငယ်ငယ်လေးနှင့်ယခုသူထိုင်နေသည့်၄မြန်စက္ကန့်အကြီးမှာမြည်တို့မြရှင်၍မရ။တကယ်တော့သူ့ဖို့၄မြန်စက္ကန့်တွင် ဝင်ထန်ရနေသည်နှင့်မတူ။သူတခါမှမရောက်ဘူးသော ရေငုပ်သင်းမောစက္ကန့်တွင်ဝင်ထိုင်နေရသည်နှင့်တူ၏။သူ့ရှေ့တွင်မြင်နေရသောစက္ကရိယဒိုင်ခွက်အားလုံးမှာ စိတ်ကူးရင်သိပ်ပံဝတ္ထုတပုတ်မှမြင်ငွေများဖြစ်ရများနဲ့တူလှပြီ။သူမိတို့ဤလေရင်ကြီးကိုကွင်းရောက်အောင် ပြန်မောင်းရမည်နီ။ကဲပါစာရေးစရာဥလှဝင်းလေတရဲတူရေးသားတဲ့ငလျင်ဘုံကျဲကဲစင်ကနဲ့အခြားဝတ္ထုတူများစာအုပ်ရဲ့အပိုင်း၁၆အဖြစ်ပြည်လဲ၃ည၈ဆိုတဲ့ဝတ္ထုကိုကျွန်တော်ຫນွေလင်းဟန် ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နားဆင်ကြကြတဲ့တယောက်ချင်းစီတိုင်းစိတ်ရှိအကြံကိုမှတွေ့လို့အိတ်စစ်တန်လိုရာပြေကြပါစေ။ကျေးဇူးတင်ပါတယ်။